ီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်ရုံးမအချက်ချန်နေရာနှစ်ခုမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကြောက်ဖြူမှာစစ်နေပြည်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်သုံးနှစ်အရွယ်ကလေးငယ်တယောက်တရားရရှိသွားတယ်ဆိုတဲ့သတင်းမန်အောင်မှာဥပရှင်ဦးဆောင်တဲ့ RMP ပါတီဆိုင်ဘိုစိုက်ထူပြီးတော့မေးဆွေစည်းရုံးမှုတွေစတင်နေဆိုတဲ့သတင်းတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တခါတတော် AA နဲ့ပူပေါက်တော်လည်ရေးတပ်ဖွဲ့တွေရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်ရိုးမအခြေခံနေရာနှစ်ခုမှာမနေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်အကြမ်းဆုံးများတာကြောင့်လေကြောင်းပစ်ကူခဲရတဲ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ပထမတိုက်ပွဲကတော့မကွေးတိုင်းငဖဲမြို့နယ်ပဒံမြို့မြေလက်ကျေးရွာအနားမှာဖြစ်တာပါ။စစ်တပ်အင်အား200လောက်နဲ့ဇင်ပွန်ဖက်ကနေမြေလက်ဖက်ကိုလှုပ်ရှားလာရမှာ အေအေနဲ့ပူပေါက်တပ်ဖွဲ့တွေကလျှက်ရက်တစ်ပြက်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ပွဲကတော့အုတ်ရှိပင်တောင်ကုတ်ရိုးတောင်ကျော်လမ်းပေါ်မှာရှိတဲ့ညောင်ချေတောက်ကြီးရွာအနားမှာဖြစ်ပွားခဲ့တာပါ။ညောင်ချေတောက်စခန်းကနေတက်လာတဲ့စစ်ကြောင်းကိုအေအေဥဆောင်တဲ့တော်လည်ရေးပူပေါက်တပ်ဖွဲ့တွေကအပိသက်ရှင်မုန်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ဒီစစ်ကြောင်းမှာအင်အားတရာလောက်ပါဝင်ပြီးမနေ့ကနေ့လယ်အချိန်မှာကြားဖြတ်ရှင်မုန်းတိုက်ခိုက်ခံခဲ့ရတာလို့သိရပါတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးသေဆုံးနေတဲ့ရုပ်အလောင်းတွေကိုထားခဲ့ကစင်လန်စခန်းကစစ်ကူရောက်လာပြီးမှသာအလောင်းတွေကိုပြန်လည်ဆွေးထုတ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ကျောက်ပြူမြို့နယ်မှာစစ်တပ်ရဲ့နေပြည်တော်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့သုံးနှစ်အရွယ်ကလေးငယ်တယောက်တရားရရှိသွားတယ်လို့သိရပါတယ်။ကျောက်ပြူမြို့နယ်ကျောက်ပြောက်ကြီးွာကအသက်၃နှစ်အရွယ်မောက်ဖိုးရွှေလာမင်းတရားရရှိသွားခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်မင်းရဲတိုက်နယ်ကြောက်ပြောက်ကြီးရွာအောက်ဖက်ပင်လေပြင်းမှာကြောက်ချရန်နာထားတဲ့စစ်တပ်ရဲ့နေပြည်တော်ကနေအော်တိုဘားလ12ရက်နေ့မှာအနီးအနားမှာရှိတဲ့ကြီးရွာဒေသခံတွေနေထိုင်ရာနေရာတွေကိုလက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်ရမှာအခုလိုတန်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်အလားတူကြောက်ဖြူမြို့နယ်မှာအော်တိုဘားလ10ရက်နေ့ကလည်းနေပြည်တော်ကပစ်ခတ်တဲ့လက်နက်ကြီးတွေထိမှန်လို့အသက်86နှစ်အရွယ်ဒေသခံအမျိုးသားတအူတန်ရာအပြင်းထန်ရရှိသွားခဲ့ပါရယ် စစ်တပ်ရဲ့တပ်ခိုက်ရေးနေပြီးအပါအဝင်နေပြီးစီစီထက်မနေစစ်တွေကြောက်ဖြူရံပြင်းမန်အောင်တန်းတွေစတဲ့ပင်လေပြင်းတလျှောက်သွားလာလှုပ်ရှားကကင်းလှည့်ပြီးတော့ဒေသခံငါးဖန်းသမားတွေကိုဖန်စီယာတွေလူနေကျေးပါတွေကိုလက်နက်ကြီးပစ်ခတ်တာတွေကြောက်ကန်ယူဒန်ကန်ဆက်နဲ့နီးစပ်တဲ့ဒေသခံတွေရှောင်ရှားကြဖို့အာရခတက်တော်ကတတိပေးထုတ်ပြန်ထားပါတယ်မန်အောင်မြို့နယ်မှာရွေးကောက်ပွဲအတွက်ဥပရှိန်ဥဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ဆိုင်ဘုတ်စိုက်ထူပြီးတော့ မေးဆွေဆေးရုံမှုတွေစတင်နေတယ်လို့သိရပါတယ်။မန်အောင်မြို့နယ်မှာရှိတဲ့ကအေးကြီးရွာမှာအော်တိုဘာလ12ရက်နေ့ကအဲ့ဒီပါတီတက်ဖို့ဝင်တွေကပါတီဆိုင်ဘုတ်တွေစိုက်ထုတ်ပြီးတော့ကြီးရွာသူကြီးရွာသားတွေကိုမေးဆွေဆေးရုံခေကြတယ်လို့မန်အောင်ဒေသခံအမျိုးသားတယောက်ကမျှဝေစရာကိုပြောပါရယ်။မန်အောင်မြို့ဟာစစ်တပ်အလုံးစုံထိန်းချုပ်ထားတဲ့မြို့ဖြစ်လို့ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲမရှိနိုင်ကြောင်းနိုင်ငံရေးစောင့်ကြည့်လေးလာသူရခိုင်မျိုးသားတယောက်ကပြောပါရယ်။ မန်အောင်မြို့နယ်အပြင်စစ်ကောင်မရှင်ထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာလည်းမင်းဆွေစည်းရုံးရေးစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးရခိုင်မှာစစ်ကောင်မရှင်ထိန်းချုပ်စေမြို့နယ်၃ခုအပြင်အေအေထိန်းချုပ်ထားတဲ့ကွတ်တန်တွင်တောင်ကုန်းနဲ့အမ်းမြို့နယ်တွေမှာပါရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကောင်မရှင်ကကြေညာထားပါတယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။နေနေကတော့နိုင်ငံတကာအနေနဲ့စစ်အုပ်စုကပြုလုပ်မဲ့တော်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရေးသဘောတူညီချက်စာချုပ် NCA ရှုပ်ဆိုတဲ့ဆင်းနှစ်ပြည့်ပွဲကိုမတက်ရောက်ကြဖို့အတွက် NCA လက်မှတ်ရေးထိုးထားရမှာပါဝင်ခဲ့တဲ့တော်လင်ရေးတပ်ဖွဲ့6ခုကတိုက်တွန်းလိုက်ပါရယ်။ကရင်အမျိုးသားအစည်းအရုံး KNU ရှင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပို့ဦးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO မွန်ပြည်သက်ပါတီ NMSP နဲ့လာဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကမနေ့ကအော်တိုဘာလ23ရက်နေ့မှာပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာဖြစ်ပါတယ်။2020ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် အဲ့ဒီ NCA အကောင့်တွေပေါ်ဆောင်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်သွားပြီးတော့စက်ခုစုပ်တစ်ခုအဖြစ်ကိုရောက်ရှိသွားပြီလို့ဆိုထားပါဗျ။ပြည်သူလူထုကိုနေစဉ်ပုံကျစ်တက်ဖြတ်တာလူငယ်တွေကိုအတမစင်မူထန်ခိုင်းစီတာတွေပြုလုပ်နေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုတွေကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရကြလို့ဒီအခမ်းအနားကိုမတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနဲ့အတူယက်တီချောင်းပြသပေးဖို့ကို UN ASEAN နဲ့နိုင်ငံတကာသံတမန်တွေကိုတိုက်တွန်းလိုက်တာပါမြန်မာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနေလန့်နဲ့ဖြေရှင်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ NCA စာချုပ်ကို KNU CNF ABSDF BNLO ELP DKBA RCSS KNU NMSB နဲ့ LGU စတဲ့လက်မှတ်ထိုးထားခဲ့တဲ့အဖွဲ့အစည်းတွေရှိခဲ့ပါတယ်။ NCA ကိုလက်မှတ်ထိုးချိန်ကကုလသမဂ္ဂဥရောပသမဂ္ဂ အမေရိကန်ဂျပန်ထိုင်းတရုတ်နဲ့အိန္ဒိယတို့ပါအသီးသက်တွေအဖြစ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးအဲဒီနိုင်ငံတကာအသီးသက်တွေလည်းအခု NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ဖို့ရှိတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမကြသေးမီကထုတ်ပြန်ပြောဆိုအပြီးမှာအခုလိုတော်လှန်ရေးတပ်ဖွဲ့6ခုကပူးတွဲထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရှွန်ဘူရီခရိုင်မှာပလတ်စတစ်နဲ့ဖော့ဆက်ယုံမိုးကြိုပစ်ခံရမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကအော်တိုဘားလ17ရက်နေ့မွန်းလေးတနာရီ30မိနစ်လောက်မှာမိုးသေးထန်စွာ ရောသွန်းပြီးတဲ့နောက်မိုးကြိုတွေပြစ်ခတ်စင်မှာပလတ်စတိတ်အစိအပိုင်းတွေနဲ့ပေါ်ပုံးတွေထုတ်လုပ်တဲ့ဆက်ယုံကို မိုးကြိုထိမှန်ပြီးမိလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြကြပါရယ်အဲဒီဆက်ယုံဟာရှွန်ဘူရီခရိုင်ဆီလာရှာမြို့နယ်ဘန်ဖရတ်ကျွာမှာတည်ရှိတယ်လို့သိရပါရယ်မိသက်သမားတွေကမိသက်ကအစိရဲ့20ကျော်နဲ့မိညီသက်ခေရမှာနှစ်နာရီကျော်ကြာမိညီသက်ခေရတာဖြစ်ပါရယ် မင်းလောင်ကျော်မှုကြောင့်ဂိုဒေါင်နှစ်နဲ့ဂိုဒေါင်သုံးတို့မှာပြက်နဲ့လောင်ကျွန်းသွားခဲ့ပြီးတော့တာဝန်ရှိသူတွေကမီးကိုအတိုင်းအတာတစ်ခုအထိထိန်းနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။မင်းကထိုင်းအလုပ်ပိတ်ရဖြစ်တာကြောင့်မင်းလောင်ကျော်မှုဖြစ်စဉ်အတွင်းလူထိခိုက်မှုမရှိခဲ့ပါဘူး။ပြစီဆုံးရှုံးမှုတံမိုးကိုတော့ထိုင်းအာနာပန်တွေကစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နိုင်ငံတကာအနေနဲ့စစ်အုပ်စုကပြုလုပ်မဲ့တော်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရေးသဘောတူညီချက်စာချုပ် NCA ရှုပ်ဆိုတဲ့ဆင်းနှစ်ပြည့်ပွဲကို မတက်ရောက်ကြဖို့အတွက် NCA လက်မှတ်ရေးထိုးထားရမှာပါဝင်ခဲ့တဲ့တော်လရင်တပ်ဖွဲ့6ခုကတိုက်တွန်းလိုက်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ရှင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO မွန်ပြည်သက်ပါတီ NMSP နဲ့ လာဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကမနေ့ကအောက်တိုဘာလ13ရက်နေ့မှာပူးတွဲကြေညာချက် ထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာဖြစ်ပါတယ်2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်အဲ့ဒီ NCA အကောင့်တွေပေါ်ဆောင်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်သွားပြီးတော့စက်ခုစုပ်တစ်ခုအဖြစ်ကိုရောက်ရှိသွားပြီလို့ဆိုထားပါတယ်ပြည်သူလူထုကိုနေ့စဉ်ပုံကျဲတက်ဖြတ်တာလူငယ်တွေကိုအတမစမူထန်ခိုင်းစီတာတွေပြုလုပ်နေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာဟာ မြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုတွေကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရကြလို့ဒီအခမ်းအနားကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူယက်တီချောင်းပြသပေးဖို့ကို UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကိုတိုက်တွန်းလိုက်တာပါမြန်မာနိုင်ငံရဲ့ပြဿနာကိုနိုင်ငံရေးနေလန့်နဲ့ဖြေရှင်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ NCA စာချုပ်ကို KNU CNF ABSDF PNLO ELP DKBA RCSS KNU NMSB နဲ့ LGU စတဲ့လက်မှတ်ထိုးထားခဲ့တဲ့အဖွဲ့အစည်းပွဲရှိခဲ့ပါတယ်။ NCU ကိုလက်မှတ်ထိုးခြင်းကကုလသမဂ္ဂဥရောပသမဂ္ဂအမေရိကန်၊ဂျပန်၊ထိုင်း၊တရုတ်နဲ့အိန္ဒိယတို့ပါအသီးသက်တွေအဖြစ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးအဲဒီနိုင်ငံတကာအသီးသက်တွေလည်းအခု NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ဖို့ရှိတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမကြသေးမီကထုတ်ပြန်ပြောဆိုအပြီးမှာအခုလိုတော်လှန်ရေးတပ်ဖွဲ့6ခုကပူးတွဲထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။